ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်။ပြိုင်ပွဲတွေကိုဆိုရင်ထိတ်လန့်နေစီတဲ့မန်ယူသင်းရဲ့ပြက်မှတ်ကစားမပါဗျ။မန်ချက်စတာယူနိုက်တက်အသင်းကတော့ပြိုင်ပွဲတွေအတွက်ဆိုရင်ထိတ်လန့်မှုတွေဖြစ်အောင်လုပ်နေကြလို့ဆိုမှဖြစ်ပြီးဘာတော်လဲဆိုရင်လက်ရှိဘောလုံးရာသီမှမပြီးသေးဘူးဘောလုံးလောကထိတ်တန်းစားမတွေကိုမှပြက်မှတ်ထားနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကအခုနောက်ဆုံးကြားသိရတဲ့သတင်းတွေအရဝူသင်းအတိုက်စစ်စားမဖြစ်သူမာဇီယပ်စကော်နာနဲ့ဒေါ်ဒီညိုရရှိနိုင်ဖို့နှိစက်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ မကြာခင်မှာတော့အပြောင်းအရွှေ့ပြီးမြောက်ကြောင်းဂျင်နာသွားပွဲရှိနေကြတာဖြစ်ပြီးကိုညာနဲ့တူကျမ်းပြသွားဖို့စီစဉ်နေခဲ့ကြတာပါမာဒက်စ်ကိုညာအတွက်ဝူတင်မကလိုရှိတဲ့ပေါင်60နှစ်တက်မှ5တန်းကိုမန်ချက်စတာယူနိုက်တက်တင်မကပေးချေသွားဖို့ဆုံးဖြတ်ထားခဲ့ကြပြီးတော့နှစ်ဖက်တင်းကြားမှာလည်းဆွေးနွေးမှုတွေဆက်လက်ပြီးတော့ပြုလုပ်နေခဲ့ကြလို့သိရပါတယ်မာဒက်စ်ကိုညာနဲ့သဘောတူညီမှုရရှိထားခဲ့တဲ့မန်ချက်စတာယူနိုက်တက်တင်းဟာလီယန်ဒီလပ်ကိုလည်းမကြာခင်မှာခေါ်ယူသွားဖို့အတွက်လှုံ့ဆော်နေခဲ့ကြတာဖြစ်ပြီးပေါင်တန်း30ဝန်းကျင်နဲ့ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့အတွက်လှုံ့ဆော်နေခဲ့ကြတာပါ ိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 39633လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်သို့ comment တွေမှာချပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာရန်ဒီလာပါတရားဒီမှာ iswe အသင်းတို့ကခြေစွမ်းများကစားနိုင်ခဲ့ပေမယ့်ပရီးမီးယားလိမှာတန်းတင်ကြမ်းရအောင်စွမ်းဆောင်ပေးနိုင်ခြင်းတော့မရှိခဲ့ပါဘူး ဒါကြောင့်လေလီယန်ဒီလက်ပြအစ်ဆွေအသင်းဟာမကြာခင်မှာတော့ချန်ပီယံရှစ်စီတိုင်းပြန်ဆင်းသွားဖို့ရှိနေကြတာပဲဖြစ်ပါတယ်။အစ်ဆွေအသင်းဟာတန်းဆင်းသွားတဲ့လီယန်ဒီလက်ပြပြောင်းရွှေ့ခြင်းကလည်းပေါင်တန်း30ဝန်းကျင်သာရှိတော့မှဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်အသင်းကစောင့်ကြည့်မှုတွေပြုလုပ်နေခဲ့ကြတာပါ။ဒါစီပန်အတွက်ဇာမားခွန်မြူနီပြုလုပ်သွားဖို့စီစဉ်နေတဲ့မန်ယူအသင်းဟာကွေးလပိုင်းအတွက်ကိုလည်းဇာမားတချို့စောင့်ကြည့်မှုတွေပြုလုပ်နေခဲ့လို့သိရပါတယ်။အဲ့လိုစောင့်ကြည့်နေတဲ့ဇာမားတွေမှာ Spain Club Real Madrid အသင်းရဲ့ကိုယ်တိုင်ဇာမားတက်ရောက်လဲပါဝင်တယ်လို့သိရပါတယ်။ ရီယယ်မက်ဒရစ်ရဲ့ကိုယ်တိုင်စာမဖြစ်သူဂျိုနီကာရိုဆိုကိုစောင်းကြီးလေးလာမှုတွေလှုပ်ဆောင်နေခဲ့ကြတာဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်တင်ဟာအသက်23နှစ်သားဇာမားကိုစိတ်ဝင်စားနေခဲ့ကြတာဖြစ်ပါတယ်။ကာရိုဆိုရဲ့ခုနှစ်ဘောလုံးရာသီမှာဗတ်တစ်အသင်းအတွက်24ပွဲကစားပြီးတော့3ဂိုးသွင်းကဂိုးပတ်တမှုတစ်ကြိမ်ပြုလုပ်ထားသူလည်းဖြစ်ပါတယ်။တကယ်လို့မန်ချက်စတာယူနိုက်တက်အသင်းဘက်ကသာကာရိုဆိုကိုအမေရိကန်စိတ်ဝင်စားတဲ့ခေါ်ယူခြင်းနဲ့ဆိုရင်တော့ရီယယ်ဘတ်တစ်အသင်းစီကိုငှားချထားခဲ့တဲ့အန်တိုနီဆန်တိုးစ်နဲ့ကစားသမားအလဲထက်သဘောမျိုးတွေမြင်တွေ့သွားပွဲလည်းရှိနေခဲ့တာပါ။မန်ချက်စတာယူနိုက်တက်တင်ဟာနောက်ထပ်စီးရီးကလပ်တင်းတင်းဖြစ်တဲ့အတ္လန်နာအသင်းရဲ့ ကွင်းလင်ကစားမဖြစ်တဲ့အီဒါဆန်ကိုလည်းစိတ်ဝင်စားမှုရှိနေလို့သိရပါတယ်။ဘီကန်တနေ့ကပြုလုပ်ခဲ့တဲ့အသင်းဒါရိုက်တာအဖွဲ့ဝင်တွေနဲ့နီးပြအမ်မိုရီနိုရဲ့တွေးဆောင်ဆွေးနွေးပွဲမှာအီဒါဆန်အကြောင်းကိုတွေးဆောင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာလွန်ခဲ့တဲ့လအနည်းငယ်လောက်ကတည်းကကစားမအေဂျင့်ဖြစ်သူနဲ့ဆက်သွယ်စုံစမ်းမှုတွေပြုလုပ်ထားခဲ့ကြသေးတာပါ။မန်ချက်စတာယူနိုက်တက်အသင်းဟာတခြားသောကစားမတချို့နဲ့လည်းတနေ့နေထွက်ပေါ်နေကြတာဖြစ်တဲ့အတွက်တကယ်လို့လက်ရှိတနေ့နေထွက်နေတဲ့ကစားမတွေကသာအသင်းစီကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ပြိုင်မဲ့ကလပ်အသင်းတွေအတွက်တော့စိုးရင်ထိတ်လန့်စရာတွေနဲ့ ရင်ဆိုင်သွားဖို့ရှိနေကြတာပါမန်တေးကဒီရသမားရလက်တွေစိုးနေမှာလာမယ့်ရသမားတော့အမှန်တကယ်ကျမ်းပုတ်ကိုရှယ်ပြင်ဆင်နေကြတာ ဖြစ်တယ်လို့ပဲဆိုရတော့မှာဖြစ်ပါတယ်ဗျာစောင်းနေကြည့်ပေတော့အားလုံးကိုကျေးဇူးတင်ပါတယ်